မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ21ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးမြို့ကနေ ARD မြေချောင်းအတိုင်းစံတက်လာတဲ့စစ်သည်မော်14စီးကိုတိုက်ခတ်ရာတင်းမော်တစီးနင်းမြုပ်သွားပြီးတော့စစ်သည်မော်တစီးအပါအဝင်၃စီမီလောင်ပြစီသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁၈ရက်နေ့မှာမန္တလေးမြို့ဂေါ်ဝင်စိတ်ကန်းကနေ ARD မြေချောင်းအတိုင်းစံတက်လာတဲ့ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စစ်သင်းပေါင်း၅စီးပါစုစုပေါင်းသင်းပေါင်း၁၄စီးကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကမတရားမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်များတလျှောက်ဖျက်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြေကျောင်းတလျှောက်တိုက်ခိုက်မှုမှာလက်နက်ခဲယမ်းများနဲ့ရိတ်ခါများကိုတင်ဆောင်လာတဲ့တွဲတွန်းသင်းပေါင်းဒစီးနှိမ့်မြုပ်သွားပြီးတော့စစ်သင်းပေါင်းဒစီးနဲ့တွန်းသင်းပေါင်း၂စီးမိလောင်ပြစီးသွားတယ်လို့သိရပါတယ်။မတရားစင်ကူးတပိတ်ချင်းမြေကျောင်းတလျှောက်မှာဖျက်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒစီးကတော့လုံးဝကိုနစ်သွားတယ်မီးလောင်သွားတဲ့သင်းမော်တွေကတော့ ဘေးနှစ်ဖက်ကနေပြီးတော့ဆွဲညက်ပြီးတွဲခေါ်ပြီးစံတက်သွားတယ်မီးလောင်ပျက်စီးတာတော်တော်များတယ်ရိတ်ခါနဲ့ခဲရန်ပျက်စီးဆုံးရှုံးမှုတွေများနိုင်ပြီးတော့အထိနာတယ်လို့ပြောလို့ရပါတယ်အထက်ဘက်ကတော့ဆက်လက်ပြီးစံတက်သွားပြီးတော်လိုင်းတက်ဖွဲ့တွေထပ်မံဖြတ်တောက်ဖို့စူးစမ်းနေတာရှိပါတယ်အထိနာထားတော့စစ်ခွေးတက်အနေနဲ့ရီမန်းချက်ကိုရောက်ဖို့မလွယ်ကူနိုင်တော့ဘူးလို့ပြောလို့ရပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကိုအော်စမွန်ကရှင်းပြထားပါတယ် အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စစ်သင်းမအုပ်စုဟာအထက်ကိုဆန့်တက်ရမှာမြေကြောင်းတစ်လျှောက်မှာ112လေယာဉ်များနဲ့ထတ်ချက်မကွာဘုံကျဲဆောက်ရှောက်ပေးခဲ့ပြီးတော့ Jet Fighter MI-35 များနဲ့အချင်းချင်းဘုံကျဲတိုက်ခိုက်နေတဲ့ဂျားတွေကပြည်သူ့ကာကွယ်တပ်မတော် Mandalay MDY PDF ကတော်လိုင်းရဲဘော်များကတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတိုင်း6မြို့နယ်ကုန်းကြီးပြူစောတိရွာကနေထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား6ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့မှာ6မြို့နယ်ဂုံကြီးပြူစောတိရွာကနေထွက်ခွာလာတဲ့အင်အား60လောက်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက IG ကြီးရွာအနီးအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတပ်ခန့်မှုအတွင်းမှာစစ်ခွေး6ကောင်တေဆုံးသွားပြီးတော့15ဦးအပြင်းထန်ဒဏ်ရာရရှိကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကြံပြင်းချိန်က တနအီလောက်ကြာသွားပါတယ်ရန်သူဘက်ကမြန်မြန်6កောင်သေးတယ်15កောင်လောက်အပြင်းထန်ဒဏ်ရာရရှိသွားတယ်ကျွန်တော်တို့မဟာမိတ်ပူပေါင်းစစ်ကြောင်းကရဲဘော်တွေအားလုံးအထိကိမ်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဒဏ်ရာရတဲ့စစ်ခွဲတွေထပ်မံတိုက်ဆုံတာတွေရှိပါတယ်လို့6 Revolution Army ကပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကို6မြို့နယ်ဒေါ်လာ8တန် CIA နဲ့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြိုင်ပေါက်ပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပတ်ချမ်းထိုင်းမြန်မာနယ်စပ်ဝေါ်လီမြိုင်မြို့နယ်အနီးမှာရှိတဲ့ DKB ရဲ့အဆောက်အဦတစ်ခုကိုဇူလိုင်လ16ရက်နေ့မနက်10:00နာရီဝန်းကျင်မှာအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝေါ်လီမြိုင်မြို့အပြင်ပတ် DKB ရဲ့တင်တန်းကြောင်းနေရာကိုဘုံကျဲတာလူထိခိုက်မှုရှိတယ်။အဆောက်အဦကတော့ဒဇာစီဖြစ်သွားတယ်။ ပေါင်900ဘုံးနဲ့ကျဲသွားတာလို့သတင်းရင်းမြစ်တအုပ်ကပြောပြထားပါတယ်။ဝေါ်လီမြိုင်မြို့အနီးဝေါ်လီဗျူဟာစခန်းကုန်းကို KNU PDF နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကစခန်းသိမ်းတိုက်ပွဲပြုလုပ်နေတဲ့အချိန်မှာအခုလိုမျိုးဘုံးကျဲသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့ကစစ်ကောင်စီတပ်ဟာကာမီကန်စီအသေးကန် drone ၄စီးနဲ့ဝေါ်လီမြိုင်မြို့အနီးမှာရှိတဲ့ရှေ့တန်းနေရာတချို့ကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုမှာ ဒရုန်းနှစ်စင်းဟာည၈နာရီခွဲဝန်းကျင်မှာဝေါ်လီမြိုင်မြို့အပြင်ဘက်ဝေါ်လီကားလမ်းမဘေးမှာရှိတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ခြံဝဲအတွင်းထဲကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ကညဘက်ကြီးနှစ်စီးလာတာတစည်းကြပြီးတော့နောက်တစည်းက15မိနစ်ပဲကွာတယ်။ထမင်းစားဆောင်နားကိုကြတာလူထိခိုက်မှုတော့မရှိဘူး။အဆောက်ဦးတော့နည်းနည်းထိသွားတယ်။တချို့ပြောတာကတော့ဂျမ်းမာထိပြီးတော့အဲ့ဒီတဲကိုကြတယ်လို့ပြောတာပဲ။ဒါပေမဲ့နှစ်စီးစလုံးကတနေရာတဲကိုကြတာ။ ပြီးခဲ့တဲ့ရက်ကကြည်ကျော်ကြတာလက်နက်ကြီးအနားမှာကြတာတော့ရှိတယ်လို့ DKB ရဲ့လက်နက်ကိုင်အဖွဲ့နဲ့နှိစက်သူတူကရှင်းပြထားပါတယ်အခုလိုမျိုးဘုံကျဲခံရမှုနဲ့ပတ်သက်ပြီးတော့ DKBA ကတာဝန်ရှိသူများထံကိုအကြိမ်ကြိမ်ဆက်သွယ်ခဲ့တော့လဲဖုန်းလက်ခံဖြေကြားခြင်းမရှိဘူးလို့သိရပါဗျ။ပြီးခဲ့တဲ့မေလ28ရက်နေ့ကတေဘောဘိုးစခန်းမကြဆုံးရေးအတွက်ဝေါ်လီဗျူဟာစခန်းကစစ်ကူလာတဲ့စစ်ခွေးတပ်များဟာ DKBA ဌာနချုပ်ရှိရာစုံစည်းမြိုင်ကြီးရွာမှာ KNU PDF နဲ့ တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတပ်ဘက်ကတေဆုံးတဲ့ဖမ်းဆီးခံတဲ့သူတွေများပြားခဲ့တယ်လို့တချို့ဟာထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးသွားခဲ့ပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးပျက်စီးသွားခဲ့ခြင်းကြောင့် DKP ဌာနချုပ်ရှိရာစုံစည်းမြိုင်ကြီးပါကိုစစ်ကောင်စီကဘုံကျဲတက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလကစတင်ပြီးတော့ KNU PDF နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာမြောက်ရီဝေါ်လီကားလမ်းမှာဘေးမှာရှိတဲ့စစ်ခွေးစခန်းများနဲ့ထိုင်းမြန်မာနယ်စပ်ဘေးမှာရှိတဲ့တပ်စခန်း၈ခုကို ဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီဒေတာမှာနောက်ဆုံးကြန့်ရှိနေတဲ့ဝေါ်လီဗျူဟာစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝန်ဝန်ပြီးတော့ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မက်ဂွေတိုင်ပခုတ်ကူမြို့နယ် အရှိဖုံးကန်ကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးစခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခဲ့ရာစစ်ခွေးတကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ19ရက်နေ့မနက်7:00နာရီကမှပခုတ်ကူမြို့နယ်အရှိဖုံးကန်ရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ခွေးစခန်းကိုတော်လိုင်းတပ်ဖွဲ့များက60မမ40မမလက်နက်ကြီးများနဲ့အနီးကပ်ပစ်ခတ်တိုက်ခဲ့ရာစစ်ခွေးတကောင်တေဆုံးပြီးနှစ်ကောင်တန်ရရှိသွားတယ်လို့သိရပါဗျ။တေဆုံးသွားတဲ့စစ်ခွေးအလောင်းနဲ့ဒဏ်ရာရတဲ့လူ၂ဦးကို အရှိဖုံးကန်ရွာကပခုတ်ကူမြို့တီတာလန်ဂိတ်အထိလုံကြုံရေးကင်းအထက်ထက်ချကအကြမ်းဖက်စစ်ခွေးများကပခုတ်ကူမြို့ကိုပြန်လည်တဲဆောင်သွားတယ်လို့သိရပါဗါး60မမက3လုံးပြစ်ခဲ့တာ40မမကစခန်းသားတွားပြီးတော့ကတ်ပြီးတွေ့ခဲ့တာအာဇာနီနဲ့အထိမ့်မဲ့ဆိုပြီးတော့တွားပြစ်တာပါအရာရှိတော့မဟုတ်လောက်ဘူးတေးတဲ့အလောင်းတွေမှန်သမျှပခုတ်ကူကိုပဲတဲကြတာပခုတ်ကူမြို့တီတာလန်ဂိတ်ရီဘေဖုံးကန်ဂိတ်ဆိုတာကဒရန်နေပဲအဲ့ဒီဒရန်လုံးကိုအင်အားရာကနန်းလောက်ချထားတယ်ပြီးတော့ကင်းမုံတွေပါတယ်ချပြီးမှတဲသွားတာ ဖုံးကန်ဂိတ်ကိုလည်းအင်အား80လောက်ထပ်ဖြည့်ထားတယ်လို့စာသံရေစကြို PDF ကတပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်ရက်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ကလူငယ်အဖွဲ့ဝင်တအူးဟာစစ်ဖက်နက်ဝယ်မစီးနိုင်လို့ညက်ဖက်နက်ကိုအုံပြုပြီးကင်းပတ်တဲ့အချိန်မှာအစိတ်ပြင်းမွေမွေပွေးကိုက်ခံရပြီးတော့စေကူတမှုခံယူနေတဲ့အချိန်ကြာဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကြာဆုံးသွားတဲ့သူဟာ ညောင်ပောင်ရင်ကြည်ရွာပြည်သူ့ကာကွယ်အဖွဲ့ကအသက်16နှစ်အရွယ်ရဲကိုကိုခေါ်ကံကောင်းဖြစ်ပြီးတော့သူဟာဇွန်လ17ရက်နေ့မနက်ပိုင်းမှာရွာကိုကိပတ်နေတဲ့အချိန်ဘဲဘက်ခြေဖမိုးကိုအစိပ်ပြင်းမွေမွေဝေးကိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။ကံဘလူမြို့နယ်မှာ NUG ကဖွင့်ထားတဲ့ပြည်သူ့စေယုံရှိပါတယ်။အဲ့ဒီစေယုံကိုသွားတာလမ်းကစစ်ကြောင်းရှိနေလို့ပြန်လှည့်ခဲ့ရတယ်လို့ ကန်တာ Counter Revolution Army KBU CRA ကတာဝန်ခံကိုငယ်လေးကရှင်းပြထားပါတယ်။အဲ့ဒီနောက်စစ်ကောင်စီတွေထိန်းချုပ်မှုအောက်မှာရှိနေတဲ့မြို့ကြီးတစ်ခုရဲ့ဈေးရုံကိုပို့ဆောင်ကုသခဲ့ပေမယ့်ဈေးရုံကိုရောက်တာနောက်ကျတာရဲ့ကြောက်ကဆေးဘူးမတက်နိုင်တာကြောင့်ဇူလိုင်လ19ရက်နေ့မနက်၈နာရီမှာကြာဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီလုံခြုံရေးအရာအမည်မဖော်လိုတဲ့ဈေးရုံကိုလမ်းကြောင်းအမျိုးမျိုးရှာပြီးတော့တွားခဲ့တာပါ။ဈေးရုံကိုရောက်တော့အစိတ်ကလွန်နေပြီးအစုပ်နှလုံးနဲ့အသေးတွေကျွမ်းသွားပြီလို့သူကဆက်လက်ရှင်းပြထားပါတယ်။ရဲဘော်ကန်ကောင်းဟာအဲ့ဒီဈေးရုံပေါ်မှာပ ပဲကြာဆုံးခဲ့တာကြောင့်သူ့ရဲ့အလောင်းကိုကမ်းဘလူမြို့မှာရှိတဲ့ပကဖစခန်းရှိရာကိုဇွန်လလ20ရက်နေ့မှာပြန်လည်တည်ယူလာခဲ့ပြီးတော့နိုင်ရေးကိစ္စတွေဆက်လက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ကြေးပါလုံခြုံရေးအတွက်ကင်းပတ်လှည့်နေတဲ့အချိန်ပကဖတပ်ဖွဲ့ဝင်ကန်ကောင်းဟာတိုက်ခိုက်ရေးစစ်ဖက်နက်မဝယ်နိုင်တဲ့အတွက်ရှိုးဝါအမျိုးအစားမျက်ဖက်နက်ကိုစီးပြီးတော့ကင်းလှည့်နေတဲ့အချိန်အခုလိုမျိုးအစိပ်ပြင်းတဲ့မွေကိုက်ခံရတာလို့သိရပါတယ်။ကမ်းဘလူမြို့နယ်မှာ စစ်ဖက်နဲ့တရံကို9000ကျွဲကျပ်ဈေးရှိပေမဲ့ဝယ်ယူဖို့လမ်းကြောင်းခတ်ခဲ့တာအပြင်တပ်ဖွဲ့အနေနဲ့လည်းငွေချေးအဆင့်မပြေတာကြောင့်ရဲဘော်တွေဟာစစ်ဖက်နဲ့စီးရမယ်အစားမျက်ဖက်နဲ့တွေကိုအသုံးပြပြီးတော့စစ်ဖက်တာဝန်တွေကိုထမ်းဆောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုရန်တပ်သားအများအပြားရှေ့တန်းမှာတိတ်ဆုံးနေတဲ့အတွက်တပ်သားတဲ့အဖြစ်နဲ့စုဆောင်းမခံရစေရန်စစ်တပ်ကစိတ်ခေါ်ရင်လွတ်အောင်ပြေးကြဖို့အတွက်အလင်းဝင်လာတဲ့တပ်သားများကတိုက်တွန်းပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ခမရ20ညောင်လေးပင်ကစစ်မှုရန်အပတ်စဉ်ရှစ်တင်းနန်းစင်းတပ်သားညီညီလွင်နဲ့တပ်သားနှင်းမောင် ခမရ၅ရှစ်တဲ့ကောတောင်းကစစ်မှုထမ်းတပ်သားစိုးထိအောင်တို့ဟာတာဝန်ထမ်းဆောင်ရတပ်များကနေထွက်ပြေးလာပြီး KNU ထမ်းမှအလင်းဝင်ရောက်ကြပြီးတဲ့နောက်အခုလိုတိုက်တွန်းပြောဆိုကြခြင်းဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးစလုံးဟာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်စစ်ထဲကိုရောက်ရှိသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့တပ်သားညီညီလွင်ဟာစကိုင်းမှာခရီးသွားရင်းနဲ့ပေါ်တာဆွဲဖမ်းဆီးခံရသူဖြစ်ပြီးတော့တပ်သားစိုးထိအောင်ဟာရန်ကုန်မှာညပိုင်းပေါ်တာဆွဲဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါဗျ။ တပ်သားနှင်းမောင်ကတော့မကွေးတိုင်းနမောင်မြို့နယ်မှာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်စစ်တပ်ထဲကိုရောက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကစစ်မှုထမ်းတပ်သားတဲ့များအားလုံးကိုရှေ့တန်းစစ်မြေပြင်များမှာအုံပြုနေပြီးတေဆုံးတဲ့စစ်မှုထမ်းအရေးအတွက်ဟာလဲများပြားနေကြောင်းအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့များက၎င်းတို့ရဲ့ကိုရွေးများကိုအခုလိုမျိုးပြောပြလာပါတယ်။ဒီလိုမျိုးစစ်ပွဲကြီးတွေထဲမှာကျွန်တော်တို့လိုစစ်ပွဲအကြောင်းဘာမှနားမလဲတဲ့သူတွေကိုရှေ့တန်းပို့လို့တည်တဲ့သူတွေလည်းတေကုန်ကြပြီပေါ့ ကျွန်တော်တို့နဲ့တပတ်ဆင်တဲ့သူတွေပါတင်းနှမ်းမှာခင်ခဲ့တဲ့သူတွေလည်းအဆက်အသွယ်မရတာတွေအများကြီးရှိပါတယ်သူတို့ဆိုရင်လည်းတာမန်ပြည်သူဘောကနေပြီးတော့အိမ်ရဲ့အပြင်ကိုခဏလေးထွက်လိုက်တာနဲ့ပါလာတာတို့ခီးသွားနေတဲ့ပါလာတာတို့အိမ်ထဲအထိဝင်ဖမ်းတာတို့တချို့ကလည်းပတ်စံနဲ့လူစားလိုက်လာတာတွေပါတာဘောလို့အလင်းဝင်လာတဲ့တပ်သားညီညီလွင်ကပြောဆိုထားပါဗျာ အလင်းဝင်လာတဲ့တက်သားစိုးထိတ်အောင်ကလည်းစစ်မှုရန်တက်သားအဖြစ်နဲ့စိတ်ခေါ်ခံရခြင်းများရှိလာပါကလွတ်အောင်ပြေးရန်လိုအပ်တယ်လို့အခုလိုပဲပြောပြထားပါတယ်စူဆောင်းရေးတဲ့ကိုမပါသေးတဲ့ညီအကိုတွေကတော့စစ်ခွေးတက်ဘက်ကခေါ်ရင်လွတ်အောင်သာပြေးဖြစ်နိုင်ရင်အဲ့ဒီစစ်ခွေးတွေနဲ့ဝေးဝေးကနေရှောင်းပါကျွန်တော်တို့ကခန်းစားခဲ့ရတော့ကျွန်တော်တို့ပဲတည်တယ်လို့အလင်းဝင်လာတဲ့တက်သားစိုးထိတ်အောင်ကရှင်းပြထားပါတယ်စစ်တပ်အတွင်းမှာလက်နက်ချသူများနဲ့ထွက်ပြေးသူများကိုတော်လိုင်းတပ်များက တတ်ဖြတ်ပြစ်လိုက်မယ်လို့စစ်ကောင်စီကဝါရမိုင်းဖြတ်ထားပြီးတော့အဲ့ဒီဝါရမိုင်းများကိုမယုံကြည်ကြပဲအလင်းဝင်ထွက်ပြေးကြရန်၎င်းကဆက်လက်ပြီးတော့အကြံပြုထားပါတယ်အခုလက်ရှိစစ်တပ်အဖွဲ့အစည်းတွေကိုရောက်နေတဲ့ညီအကိုတွေအနေနဲ့လည်းဘာမှမကြောက်ကြပါနဲ့ကျွန်တော်တို့ကိုယ်တိုင်ကိုကြဒီထဲမှာရောက်နေပါတယ်ဘာမှလည်းမတတ်ပါဘူးဘာမှလည်းမဖြတ်ပါဘူးအကုန်လုံးကစစ်တပ်ရဲ့မိုင်းမိနေတော့မပြေးရကြဘူးဖြစ်နေတာရဲရဲဝံ့ဝံ့သာအဆက်အသွယ်ကောင်းကောင်းနဲ့ပြေးလာခဲ့ပါဒီဘက်ကအဖွဲ့အစည်းတွေကလည်းဖိတ်ခေါ်ပါတယ် ်ကောင်းကောင်းမွန်မွန်ထားပြီးကျွေးမွေးပြီးအေးအေးချမ်းချမ်းထားပါတယ်အခုလက်ရှိစစ်ထဲရောက်နေတဲ့လူငယ်တွေအကုန်လုံးယုံယုံကြည်ကြည်နဲ့သာလှမ်းလာကြဖို့ဖိတ်ခေါ်ကြပါတယ်လို့၎င်းကပြောဆိုထားပါတယ်အလင်းဝင်လာတဲ့တပ်သားနှင်းမောင်ကလည်းစစ်မှုထမ်းတပ်သားများအလုံးဟာစစ်တိုက်ရန်စိတ်မပါကြဘူးလို့ပြောပါတယ်စစ်တပ်ထဲမှာစစ်မှုထမ်းတပ်သားများကိုစစ်ကောင်စီကအပြင်ထွက်ခွင့်လုံးဝမပေးဘဲကန့်တတ်ပိတ်ပင်မှုများကိုလှုံ့ဆော်ထားတယ်လို့အခုလိုပဲရှင်းပြထားပါတယ် အပြင်ကိုလည်းထွက်ခွေမရှိလက်နက်ကြီးလုံခြုံရေးဆိုပေမဲ့လည်းတခါလေဆိုရင်ကျွန်တော်တို့ကိုအတိတောင်မပေးပါဘူးကျွန်တော်တို့မှပြစ်မှသာလန့်တာပါအဲ့ဒီလိုလန့်ပြီးမှတိခဲ့ရတာတွေရှိပါတယ်လက်နက်ကြီးလုံခြုံရေးဆိုပေမဲ့ကင်းဆောင်ရတဲ့အချိန်ရဲ့ဈေးဝယ်ခွင့်တောင်မရှိခဲ့ပါဘူးတော်တော်လေးကိုအခက်အခဲရှိခဲ့ပါတယ်လို့အလင်းဝင်လာတဲ့တပ်သားနှင်းမောင်ကရှင်းပြထားပါတယ် အချမ်းဖတ်စစ်ကောင်စီက2024ခုနှစ်အေပီလကစတင်ပြီးတော့စစ်မှုရန်တင်နှံများကိုလစဉ်ဖွင့်လှစ်ခဲ့ရာယခုအခါစစ်မှုရန်အပတ်စဉ်15ကိုရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမစစ်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ